ကဲဒီမှန်ဝါလေးကိုမစခင်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုစိုက်နေတတ်တယ်ဆိုရင် channel လေးကို subscribe လုပ်ပြီးလိုက်ရန် comment တွေလေးရေးပေးခဲ့ဦးနော်ဗီဒီယိုကိုကြည့်ရှုတဲ့အခါ VPN လေးခံပြီးကြည့်ရှုပေးနေရင်ကျွန်တော်ကိုလည်းတစ်ဖက်တစ်လန့်ကူညီရရောက်တယ်လို့ VPN နဲ့ကြည့်ရှုရင်လိုင်းမကောင်းဘူးဆိုတဲ့တငယ်ချင်းများအတွက် VPN ခဏဖွင့်ပြီးကျွန်တော်ဗီဒီယိုအစမှတက်လာတဲ့ကြောင့်ညာဟိုသာစက္ကန့်ပိုင်းနောက်ခဏကြည့်ပေးပြီး VPN ပြန်ပိတ်လေးလို့ရပါတယ်အဲ့ဒါလေးကိုတော့ကျွန်တော်အထူးတောင်းဆိုချင်ပါတယ်ခင်ဗျာကဲစလိုက်ကြရအောင်အရင်အပိုင်းမှာတော့ဂျင်တရကျေကွန်နပွင့်အဆင့်ရှိတဲ့အလူကိုအမောက်သိနေခဲ့ပြီးတော့သူရိုက်ယူထားတဲ့လက်စွပ်နဲ့အရေးစွမ်းအောင်ပေါင်းဆက်ကရေးမျက်နှာပုံအစ်စ်ကိုလည်းရရှိခဲ့ပါတယ် chapter အစအားလုံးကိုတစ်ချက်တည်းနဲ့တိတ်နိုင်ခဲ့တဲ့ချင်းကိုတော့မူရခန်ကြီးကလည်းထင်ထားတဲ့အတိုင်းပဲအဲ့ဒီအရာကမြူတာရဲ့ room ပဲဂီလီယာလည်းမြူတာရဲ့ room လို့မင်းနေခဲ့ပြီမူရခန်တယောက်ကတော့ဂီလီကိုစပြီးရှင်းပြပါတယ်နုံခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကမြူတာဆိုတာကနတ်ဆိုးတစ်ပါးရဲ့ချစ်သူလည်းဖြစ်ပြီးတော့ပထမဦးဆုံးဘရင်တစ်ပါးလည်းဖြစ်တဲ့ဘီမန်အတွက်လှုပ်ထားတဲ့ပစ္စည်းတစ်ခုပါအဲ့ဒီအချိန်ကာလတုန်းကဆစ်ဖြစ်နေခဲ့တော့ကျယ်ခွန်းနှစ်ပွင့်အောက်တိုက်ခိုက်မှုတွေအကုန်လုံးကိုပိတ်ပစ်နိုင်တဲ့လက်ရာမြောက်တဲ့ပစ္စည်းလေးတစ်ခုပေါ့အဲ့ဒီအရာကဘလို့လုပ်ပြီးတော့ ီလိုလူမိုက်တွေရဲ့လက်ထက်ကိုရောက်သွားတာပါလေလို့မူရခန်းကပြောနေပါတယ်။ကျင်းရဲ့အတွေ့အကြုံမှာလဲမြူတိုင်ရွန်နောက်ချောင်းနဲ့အကြမှာဘီမန်အရှင်သခင်ကိုပြန်ပြီးတော့မယ့်ပစ္စည်းတစ်ခုပဲ။အဲ့ဒီအချိန်တုန်းကကျောင်းတော်တွေရောတည်င်းဌာနတွေမှာပါဒီပစ္စည်းကြောင့်ပွက်လို့ရခဲ့တာလေ။အဲ့ဒါကြောင့်ပဲဒီပစ္စည်းကိုပထမဆုံးတွေ့ခဲ့တဲ့နေရာကိုရောတွေ့ခဲ့တဲ့နေရာကိုပါအစတေချာပေါက်မှတ်မိနေတယ်လို့တွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်ကျင်းရလဲတေကန်နီဖြစ်နေတဲ့အလူကို ခမည်းမတည်ခင်တစ်ခုလုံးမေးပေးရစေအလူခမည်းကရခိုင်နိုင်မိသားစုနဲ့အဆက်အသွယ်ရှိရဆိုတာအမှန်မေးလာလို့မေးနေခဲ့ပြီးတော့မူရခန်ကလည်းကောင်းလေးရဲ့မင်းဆော့ဆော့ကမေးပါလားကွာတည်ခင်ကြီးဖြစ်နေတဲ့လူတယောက်စီကလည်းဘလို့အဖြေအမြတ်ကြားချင်နေရတာလဲလို့ပြောနေခဲ့ပါတယ်အဲ့အချိန်အလူကတော့ချင်းုံကြည့်ပြီးအားရပါးရရည်နေခဲ့ပြီးတော့အခုတော့တည်သွားပြီကွာမင်းကချင်းရခန်နေပဲအဲ့လိုဖြစ်သွားခဲ့တာကိုဒီတော့မင်းရှုံးသွားပြီဆိုတာအမှန်မေးပေါ့ဒါပေမဲ့မင်းကအငယ်ဆုံးလေမင်းအဲ့ဒီလူကို တားနိုင်ပါဘူးလို့ပြောကအလူတယောက်ကတော့ဂျင်းရဲ့လက်ချက်နဲ့ပဲအနိမ့်ဆရောက်သွားခဲ့ပါတယ်ဂျင်းတယောက်ကလည်းတခုခုတွေးနေကမူရခန်ကတော့ဂျင်းနောက်လာပြီးသူဘာတွေပြောနေလာလဲလို့မေးနေချင်းဂျင်းတယောက်ကတော့တင့်ကူလက်အလူဒါကမင်းရဲ့နာမည်အရင်မဟုတ်ဘူးလားလို့ပြန်မေးနေခဲ့ပါတယ်မူရခန်ကလည်းအနေငယ်တွေးသွားပြီးတော့ဂျင်းကတော့စုံစမ်းမှဖြစ်တော့မယ်ကျေခွန်းပွင့်တိုင်းပညာရှင်တယောက်ကဂိုင်းတကူရဲ့ခေါင်းဆောင်ဖြစ်နေတယ်ပြီးတော့ရခန်နယ်နယ်လည်းအဆက်အသွယ်ရှိနေတာလည်းသိကြတယ်မူရခန်ကလည်းဂျင်းကိုကောင်းလေအဲ့ဒါကတကယ်တော့အဲ့လိုလည်းမထူးစမ်းပါဘူးဟာမင်းရဲ့အဖိုးတွေအဖေးတွေလက်တတုံးကဆိုကျေကူပွင့်နဲ့ရဲဆိုင်ဖွင့်နေတဲ့သူတော်ရှိတယ်လို့ပြောနေခဲ့ပြီးတော့ဂျင်းကလည်းဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့သူပြောနေတဲ့အဲ့ဒီလူကိုတိမှတ်ဖြစ်မယ်။မိသားစုကိုဥဆောင်ရမယ်ဆိုရင်တေချာအောင်တော့လုပ်ရမယ်လေဆိုကမူရခန့်ကိုပြောလိုက်ပါတယ်။ချင်းရဲ့အတွေ့အကြုံမှာတော့နင်းရှုံးသွားပြီးအဲ့ဒီလူကိုမရက်တက်နိုင်ဘူးလေလား။အလူကငါဘာလုပ်လဲဆိုတာကိုသိပြီးတော့ပြောနေတာဆိုရင်ငါရှုံးခဲ့ရတယ်ဆိုတာကထမြက်တဲ့အမြင်မှနဲ့တခုခုကိုပတ်သက်နေလိမ့်မယ်။ပြီးတော့ငါကအငယ်ဆုံးဖြစ်တာကြောင့်မလို့ အဲ့ဒီလူကိုမရက်တက်နိုင်မှုဆိုတာကိုပြောနေတာကိုတုံ့တက်ကြည့်ရရင်မတော်မောင်နှမရဲ့ချာမှာအားပိန်မွေးရှိတယ်ဆိုတာကိုသူသိနေတယ်အမရိုနာကတော့မိသားစုကနေထွက်သွားတာဆိုတော့ထားလိုက်ပါတော့ပြီးတော့မြူနဲ့အန်လည်းမဖြစ်နိုင်ဘူးအမရီယာလည်းလုံးဝမဖြစ်နိုင်ဘူးသူတို့ကလည်းအရင်ကငေးပြီးတော့အတွေ့အကြုံကမရှိသေးဘူးပြီးတော့ကျန်တဲ့သူတွေကလည်းဒီလိုကိစ္စတွေမှာပါဝင်ရတော့တဲ့အထိလုံးဝမထက်မြက်နေဘူးအဲ့ဒါဆိုသူ့ရဲ့အဆင့်ကိုအရင်ကြီးဦးဆိုင်နေပြီးတော့ငါရဲ့အရေးအချင်းတွေကိုဆော့ဆော့ဆီဆီတီးပြီးအစီအစဉ်တွေကိုလုပ်နေခဲ့တဲ့သူအဲ့ဒီလူက ရခန်နေရဲ့နောက်လာမဲ့စက္ကန့်သူဂျိုးရှာရခန်နေပဲရှိတော့တယ်သူ့လောက်လွှမ်းမိုးနိုင်တဲ့သူမရှိဘူးငါအခုထင်နေတာမှန်လားမှားလားဆိုတာကိုမကြခင်သိရတော့မှပါလို့တွေးနေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ကောင်းကင်ကြီးကတာယာလှပနေခဲ့ပြီးတရင်လူတွေရမယ်တရင်လူတွေရမယ်စစ်ပဲမိသားစုနဲ့ဒီမန်လုံးနဲ့ပူပေါင်းထားတယ်လို့ခေါ်ထုတ်ခံလိုက်ရတဲ့ထက်ရှင်းမျိုးပဲဖျက်သိမ်းခံလိုက်ရပြီလို့ကြေညာနေခဲ့ပါတယ်တရင်စာဖက်နေတဲ့လူတွေကလည်းထက်ရှင်းကတော့လုံးဝပီးဆုံးသွားပြီလို့ပြောနေခဲ့ပြီးအပြစ်ကင်းတဲ့သူတွေကိုဖိနှိပ်နေတဲ့နဆိုးကိုင်းအေးရထဲနဲ့ပျက်စီးသွားခဲ့ပြီလို့ပြောနေခဲ့ပါတယ်အဲအချိန်ဂျင်းနဲ့မူရခန်လည်းတရင်စာကိုဖက်နေခဲ့ပြီးဂျင်းကတော့ချက်ကတော်သားပဲလို့ပြောလိုက်တော့ ရခန်လည်းအင်းဆိုပြီးထောက်ခံပေးပါတယ်။ချင်းရလည်းသူ့ကိုစစ်ပယ်မိသားစုနဲ့ပြိမှန်ကတော်တော်လေးကိုဖိနှိပ်ခဲ့တဲ့ပုံပဲ။သူ့အသက်ပိုတော့ပေးရလောက်တဲ့အထီတော့မတန်ဘူးလေ။အဲ့ချိန်မူရခန်ကတော့ချင်းကိုအဲ့အမိုက်ကောင်ကနည်းနည်းလောက်တော့ထပ်ပြီးဒုက္ခခံစားရမှာကိုလို့ပြောနေခဲ့ပါတယ်။မူရခန်ကတော့ချင်းကိုဘာပဲဖြစ်ဖြစ်စစ်ပယ်မိသားစုနဲ့ပြိမှန်ကတော့နည်းနည်းတော့အထီနာပါပဲ။မင်းကတော့ထမျက်တာပေါ်လို့ချီချူးပေးနေခဲ့ပြီးတော့ချင်းရလည်းဟုတ်တယ်။လက်စုပ်ရချမ်းစာအုပ်တွေရအဲ့အပြင်ကျေခွန်နဲ့ပွင့်ကိုရောင်နိုင်ခဲ့သေးတယ်လို့ပြောနေခဲ့ပါတယ်။အဲ့အချိန်ဂီလီယာလည်းချင်းကိုသူကကျေခွန်နဲ့ပွင့်ဆိုတိုင်းတခြားသူတွေကတော့သူ့လိုမဟုတ်ဘူးနော်။အလူကိုနိုင်ခဲ့ပြီဆိုတော့ မပေါ်ရော့ပါနဲ့နော်နောက်တစ်ခါဆိုရင်တော့သတိထားပါရှင်လို့ပြောနေခဲ့ပါတယ်ဂျင်းရလည်းဂီလီကိုဒါပေါ့ဗျာတကယ်ကောင်တွေနဲ့ရှင်ရင်တော့သူကဘာမှမဟုတ်ပါဘူးဂီလီရဲ့ကျွန်တော်လည်းအဲ့ဒါကိုတော့သိပါတယ်နောက်ကိုလည်းပူပြီးသတိထားပါမယ်လို့ဂီလီစိတ်မပူအောင်တော့ပြန်ပြောနေခဲ့ပါတယ်ဂျင်းကတော့ဂီလီနဲ့မူရခန်တို့နှစ်ယောက်လုံးကောင်းပြီအခုချက်ချောင်ငါတို့ကိုဘယ်သူမှလိုက်ပြီးမရှာတော့တော့ဘူးအဲ့တော့နောက်တစ်နေရာကို AC သွားကြတာပေါ့လို့ပြောလိုက်ပါတယ်မူရခန်ကလည်းချင်းကိုနောက်တစ်နေရာဘယ်နေရာလဲလို့မေးလိုက်တဲ့အခါမှာတော့တီကန်လွတ်လပ်ရေးမြို့တော်ပါလို့ဖြေလိုက်ပါတယ်မူရခန်ကတော့အနှဲငယ်ကြောင်းလာပြီးဂီလီကတော့အာတီကန်ဆိုရင်အချောင်းအင်းကရောင်စင်ခွန်းနှစ်ဖြာကြောင်းလာလို့ပြောလိုက်ပါတယ်ဂျင်းကတော့ဟုတ်ပါတယ်လို့ပြောလိုက်ပြီး မူရခန်ကတော့ရောင်စင်ခွန်းနှစ်ပြဆိုပြီးကြောင်းနေပါတယ်။ဂျင်ကတော့တင်းမော့ထုတ်ဖို့အတွက်ပတ်စံနေသွားချိန်နေခဲ့ပြီးတော့ဂီလီယာလည်းမူရခန်ကိုအဲ့ဒါကတီကန်မှာရှိနေတဲ့အချက်လက်အိမ်တော်ကြီးပါ။ရခန်နဲ့စစ်ပဲဘီမန်တို့လိုမျိုးအဖွဲ့ကြီးတွေပြီးရင်အားကိုရဆုံးနေရလဲဖြစ်တာပေါ့။အဲ့ချိန်မူရခန်ကတော့အင်းအဲ့ဒါဆိုလေချက်ကိုအသုံးချခဲ့တယ်လို့မျိုးမကောင်းတဲ့ကောင်တွေကိုအဲ့ဒီမှာယူမှာပေါ့လို့ပြောလိုက်တဲ့အခါမှာတော့ဂျင်ကလည်းကောင်းတယ်မဟုတ်လား။အဲ့လိုပဲလုပ်เสียရရှိတယ်လေလို့ပြန်ဖြေလိုက်ပါတယ်။အားလုံးတက်ကြဆိုပြီးတင်းမော့နဲ့စတင်ပြီးခီးထွက်လာတဲ့အချိန်မှာတော့ ကျင်းရဲ့အတွေ့အကြံမှာလည်းအခုကစပြီးဂီလီနဲ့မူရခန်နဲ့အတူရှိနေတော့ငါနောက်တစ်ချိန်ပြန်မမူထွားခင်ရမှတ်ညံတွေကိုမေ့ပြစ်ပြီးတော့တေချာရဲ့ရည်ရွယ်ချက်တစ်ခုချဖို့လိုနေပြီပြီးတော့အဲ့ဒါပဲမဟုတ်သေးဘူးဘစ်ကိတ်အီဘရန်လိုပြီးတော့ဘူဂါရယ်နဲ့ကင်ဆယ်လိုပြီးတော့ရခန်နဲ့နဲ့ပတ်သက်နေတဲ့အလူရဲ့အတိတ်နောက်ဆုံးကျန်တာကတော့ကွန်လိုမျိုးပြည့်နေမိကတားမြစ်ထားတဲ့မှော်ပညာတွေကိုစုံစမ်းရမှာတွေကအများကြီးရှိနေသေးတယ်အရာရီကိုလုတ်ဖို့ဆိုရင်ပီကန်ရောင်စင်ခဏပြားကအတင်းတော်ဆုံးနေရာပဲလို့ချင်းရဲ့စိတ်ထဲမှာတွေးနေခဲ့ပါတယ်။တိမ်မောပေါ်မှာတော့မူရခန်းချင်းကို"ကဲ ပြီးခဲ့တာတွေလည်းပြီးပြီအရေးကြီးတာကအဲ့ဒီမော်ပညာလားဘာလားမသိတာပဲငါထင်တာမမှားဘူးဆိုအလင်းမော်ပဲထင်တယ်လို့ပြောနေခဲ့ပါတယ်ဂျီယန်လည်းမူရခန့်အောင်အလင်းမော်ဟုတ်လားအဲ့ဒါကဟိုးရင်နဲ့ကမရှိတော့ဘူးလားမူရခန့်လည်းငါလည်းအဲ့လိုပဲထင်ခဲ့တာအဲ့ဒီအချိန်တော့ Tell me မိသားစုကစစ်ပေးရန်သူတွေဖြစ်ခဲ့တာလေသူတို့အတွက်စိတ်ရှုပ်စရာဖြစ်စေတဲ့သူတွေကိုတမိုင်းကနေဖျောက်ပစ်ခဲ့တယ်အဲ့ဒါကစစ်ပေးမိသားစုရဲ့ဗီဇာပဲအဲ့အချောင်းကြီးနေကြမှာမှတ်တမ်းမကျန်ခဲ့တာပြီးတော့မင်းအင်အားရဲ့ကန့်သက်ချက်ကိုမကျော်နိုင်ခဲ့ရင်မဝေးတော့တဲ့အနာဂတ်မှာလည်းရခန့်နဲ့မိသားစုကဒီလိုပဲဖြစ်လာနိုင်မယ်လို့ပြောနေခဲ့ပြီးတော့မူရခန့်လည်းကျင့်ဟုတ်ကဲ့ ဒါဆိုဒါမျိုးတွေကိုလိလာပူကအရေးကြီးတယ်လို့ပြောကသူ့ရဲ့လက်ကိုထုတ်ပြီးအလင်းမော်ပြမလို့လုပ်နေပါတယ်။ချင်းရလဲမူရခန့်အခုပြတော့မလို့လားအင်းလင်းမြင်လိုက်တာလည်းကောင်းပါလေလို့ပြောနေခဲ့ပြီးတော့မူရခန့်ကလည်းမျှော်လင့်ထားပါဒီမော်ပညာကအခုအချိန်မှာမင်းအတွက်အလိုအဆုံးမော်ပညာဖြစ်နေတာဆိုလို့ပြောကလက်ကနဲ့အမဲရောင်အလုံးတစ်လုံးကိုထုတ်နေခဲ့ပါတယ်။မူရခန့်လည်းကျင့်ကိုအင်းမျက်လုံးကိုတိကျဖွင့်ထားပြီးကြည့်တော့လို့ပြောနေခဲ့ပြီး ဂျန်လည်းတေချာအယောင်ဆိုင်ပြီးကြည်နေကပြောတော့အလင်းမော်ပညာဆိုဘာလို့အမင်းရောင်ဖြစ်နေရလဲလို့ပြောနေချိန်မှာပဲယုတ်တိရဆိုသလိုဂျင်းရဲ့မျက်နှာရှင်မှာအလင်းရောင်တစ်ခုကတောက်ပါလာကစူးရှတဲ့အလင်းရောင်နဲ့ထွက်ပေါ်လာခဲ့ပါတယ်အဲ့အချိန်မူရခန်ကအာရပါရချီနေခဲ့ပြီအခုစက္ကန့်ပိုင်းလောက်မြင်လိုက်ရတာတော့တေယောင်နာရဲမှတ်လိုက်လို့ပြောနေခဲ့ပါတယ်ဂျင်းရဲ့မူရခန်ကခမရဆောက်ချင်မကောင်းတဲ့ကောင်လို့ပြောနေချိန်မှာပဲမစိုးပါဘူးခုခန္ဓာပဲဖြစ်ဖြစ်တိုက်ခိုက်တာပဲဖြစ်ဖြစ်နှမျိုးလုံးမှတုံးလို့ရတာပဲမူရခန်လည်းဟုတ်တယ်မလဲအဲ့ဒါကိုအလင်းရိုက်ချက်လို့ခေါ်တယ်ချန်မီရဲ့တမူအထရဆုံးမှတ်ပညာပဲမင်းရလိုက်တာတော်တော်လေးကိုကောင်းတယ်တော့လို့ပြောနေခဲ့ပြီးတော့ချန်မီနဲ့ရှင်ရတော့အဲ့ဒီမော်ဆီယာကလို့ပြောက စိတ်ပြက်နေတဲ့မျက်နှာရင်းနဲ့သူ့ရဲ့အင်ကြီးအောင်မသိမ်းထားတဲ့မှောင်စာကိုထုတ်နေခဲ့ပါတယ်။ဂျင်းရလည်းယုတ်ကြည်ကြီးဘာလို့အဲ့ဒါကိုထုတ်နေတာလဲလို့ပြောနေခဲ့ပြီးငါလိုမူရခန်ကိုတော့ဒေါသဖက်စီရဲ့လှုပ်ဝက်နီးစနစ်ပဲလို့မူရခန်ကပြောနေခဲ့ပြီးတော့ဒီထဲမှာဘာရရှိလဲဆိုတာမသိကြဘူး။ဒါပေမဲ့တကယ်ရောအတုံးဝင်ပါမလား။အရန်ကိုတိကျမိတယ်လို့ဂျင်းကပြောနေခဲ့ပါတယ်။ဂျင်းရလည်းထားလိုက်ပါတော့တနေ့ကျရင် SR အဝယ်လှေဝက်ကုတ်ကိုဖြီးပြီးနိုင်တဲ့သူတယောက်ယောက်နဲ့တွေ့မှာပါလို့ပြောလိုက်ပါတယ်။တင်မော့စကီဘီလို့တပတ်ကြာပြီးတဲ့နောက်မှာတော့တီကန်လွတ်လပ်ရေးမျိုးရဲ့စိတ်ကမ်းမှာရှိနေခဲ့ပြီးဂီလီယာလည်းအရန်ကိုအံ့ဩနေခဲ့ပါတယ်။ဂီလီယာကတော့ဂျင်းကို ဒီမျိုးကအရင်လာတာပဲတခင်းလေးလို့ပြောနေခဲ့ပြီးတော့တီကန်လွတ်လပ်ရေးမျိုးတော့ညောင်အလေပိုင်းတိုက်ထဲကကျွန်းတသေးလေးပုံမှာတည်ရှိနေတဲ့မျိုးလေးဖြစ်ပြီးတော့ရခန်နဲ့စစ်ပယ်တွေအတွက်ဘာမှမတတ်ဆိုင်တဲ့မျိုးလေးပါလူနေထူတတ်မှုကနည်းပေမဲ့မျိုးရဲကဘယ်နေရာမဆိုသမုဒ္ဒရာကြီးကိုမြင်နေရတော့တကယ်ကိုနာမည်ကြီးတဲ့ခီးတော်မျိုးလေးတစ်ခုပါပဲဂီလီယာလက်ချင်းကိုမျိုးတစ်ခုလုံးကအသက်ဝင်နေတဲ့အတိုင်းပဲလို့ပြောနေခဲ့ပြီးဂျင်းကတော့အဲ့ဒါပြောတာပေါ့နာမည်ကလွတ်လပ်ရေးမျိုးတော့ဆိုတဲ့အတိုင်းပဲလို့ပြန်ပြီးပြောနေပါတယ်ဂီလီယာတော့တခင်းနေတဲစီရနေရရင်ရှာချမလားလို့မင်းနေခဲ့ပြီးတော့ချင်းရလေဒါပေါ့မျိုးလေကောင်ဘက်ကိုသွားကြရအောင်လို့ပြောနေချိန်မှာပဲ ဂီလီပခုံးမော်ကကြောင်မဲလေးကတော့အောက်ကိုခုံဆင်းနေခဲ့ပြီးချက်ချင်းဆိုသူလိုလူအသွင်ကိုပြောင်းလိုက်ကဒီတစ်ခေါက်တော့ဆုတ်ပြတ်တက်နေတဲ့နေရာကိုမယူရအောင်ဗလာလိုမေးလိုက်ပါတယ်။ဂျင်ရလည်းမူရခန့်ကိုမူရခန့်ကျွန်တော်ခမရကိုခဏခဏပြောရလေမျိုးလေကောင်မှပုံစံမပြောင်းပါနဲ့လို့မူရခန့်လည်းဂျင်ကိုကောင်းလေငါလည်းမင်းကိုခဏခဏပြောရလေကွာလူတွေကအဲ့လိုစိတ်ဝင်စားမှုမရှိပါဘူးလို့ပြောနေကြမှာပဲဒီမြင်မွေးကိုမြင်လိုက်ရလို့အန်အော်တော်တယ်ဝါလို့အော်တယ်နဲ့အတူကြောင်လေးကလူဖြစ်သွားတယ်လို့ပြောနေတဲ့ကလေးလေးတယောက်ကရှိနေခဲ့ပြီးကြောင်အမဲလေးကလည်းစပယ်အမဲရောင်ဦးလေးကြီးဖြစ်သွားတယ် အဲ့ဒါဘယ်လိုလုပ်လိုက်တယ်လဲရင်ဆိုပြီးမူရခန်နဲ့ကိုလက်ညှိုးထိုးပြီးမေးနေခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့မူရခန်နဲ့ဂီလီလည်းလက်ဖြန်သွားပြီးအနောက်ကိုလှည့်ကြည့်နေတာ။မူရခန်နဲ့ကိုပြောနေတဲ့ကလေးလေးကတော့ဂျူလီယာကိုလည်းတင်ပေးပါလို့ပြောနေခဲ့ပါတယ်။ ဆက်ရှိတင်နေတဲ့တငယ်ချင်းတို့စကားလေးခဏလောက်ဖြေပြောပြရသေး။တငယ်ချင်းတို့ထဲမှာဂိမ်းမာတွေပိုင်နေခဲ့။အခုကျွန်တော်ပြထားတဲ့သူစီမှာ Mobile Legends Diamond, PUBG UC, COC Gen တွေနဲ့ Roblox ရဲ့ Love Fruit တွေကိုလည်းဝယ်လို့ရပါတယ်။အဲ့ဒါအပြင် Diamond UC နဲ့ပတ်သက်တဲ့အကြောင်းသင်တန်း class တွေလည်းရှိနေသေးလို့အသေးစိတ်ကိုတော့သူ့ကိုပဲမြင်မြန်လို့ရပါတယ်။ဘာမှရှာရမလဲဆိုရင်တော့ဒီ video ရဲ့ description မှာဝင်ကြည့်လို့ရပြီးတော့ကျွန်တော်ရဲ့ Shuri Recap TG channel မှာလည်းပြောပြပေးထားပါမယ်။ကဲ chapter လေးကိုပြန်ဆက်လိုက်အောင် အဲ့ဒီနောက်မှာတော့ဂျင်ကတော့ဂျူလီယာကိုဒါကမင်းအမေမာတာပါဟုတ်ပြီလားကျွန်တော်ကဘလို့လုပ်ပြီးလူသားတယောက်ဖြစ်အောင်လို့ပြောနိုင်ပါလေလို့ပြောနေခဲ့ပါတယ်ဂျူလီယာလည်းမင်းမဟုတ်ပါအောင်နော်ဂျူရီပါလို့ပြောပြီးတော့ပြီးတော့တမီးအမေမာတာမဟုတ်ဘူးနော်ကြောင်မဲတကောင်ကဟိုဦးလေးကြီးဖြစ်သွားတာမစ္စတာကဘာလို့လေးနေတာလဲလို့မေးလိုက်ပါတယ်ဂျင်ကလည်းဂျူလီယာကိုငါလေးနေတာမဟုတ်ရပါဘူးကွာပြီးတော့ငါမစ္စတာမဟုတ်ပါဘူးဂျူလီယာလည်းဦးလေးကမစ္စတာတယောက်ဖြစ်ကိုလို့ပြောလိုက်ပါတယ်ဂျင်ကတော့ငါမင်းကိုရေကားကြောင်ဝင်ကြွေးထားတာဆိုတော့ဟန်ဆောင်ပြီးလို့ရမလားလို့ပြောလိုက်ပါတယ်ဂျူလီယာကလည်းတမီးကိုမလိန်ခိုင်းပါနဲ့မစ္စတာရဲ့လို့ပြန်ပြောနေခဲ့ပြီးတော့ဂျင်တို့ရဲ့အနောက်မှာတော့ ဝရခန်နဲ့ကီလီကလည်းကျမတို့ဘာလုပ်ကြမလဲသူလည်းပြောက်သွားမှဆိုလို့ဒါကာရက်ဆန်ကိုခေါ်တော့လိုက်ရတာဒါပေမဲ့အဲ့ဒီမှာသတင်းတွေပြန်သွားရင်ဆေပေမိသားစုကကျမတို့ကိုမိသားတော်မှမဟုတ်လားလို့ပြောနေခဲ့ပါတယ်ဝရခန်နဲ့ကီလီကိုမပူပါနဲ့စတိုရီပိုင်မော်လေးရဲ့အဲ့ဒီကလေးပြောတဲ့စကားဘယ်သူမှယုံကြမှာမဟုတ်ပါဘူးလို့ပြောနေချိန်မှာပဲကီလီကတော့မူရခန်ဘက်ကိုရုပ်တည်ရင်းနဲ့ပြန်ကြည့်လိုက်ပြီးတော့ရှင်သာတခင်လေးစကားကိုနားထောင်ငယ်ဒီနေရာကိုရောက်ဆောင်မှလည်းဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီမူရခန်ကတော့ အိုးလို့သာပြန်ပြီးတော့ပြောနိုင်ခဲ့ပြီးတော့အကုန်လုံးလမ်းလျှောက်လာရင်းနဲ့ပဲနေရာတစ်ခုအရောက်မှာတော့ဂျူလီယာလေးကလည်းဟင်ဆိုပြီးကြောင်သွားပါတယ်ဂျူလီယာလေးကတော့ဒါကသတင်းအချက်လက်ဆန္ဒပဲလို့ပြောနေခဲ့ပြီးဂျူလီယာကဒီဂရက်စင်နီယာကိုမချိုက်ဘူးလို့ပြောနေခဲ့ပါတယ်ဒီလီယာလည်းဘာလို့လဲလို့ပြန်မိလိုက်တော့အဲ့နေရာကိုမချိုက်ဘူးသူတို့တွေကမိမိကိုအမြဲတမ်းအနိုင်ကျင့်ပြီးတော့စိတ်အနှောက်ယှက်ပေးနေတယ်လို့ပြောနေခဲ့ပါတယ်ဂီလီယာလည်းချင်းအောင်ဒါတော့မကောင်းပါဘူးဒီနေရာကအကြမ်းဖက်မှုတွေတုံးပြီးတော့တန်မှန်ပြည်သူတွေစီကနေအကျိုးရှာနေတာများလားလို့ပြောနေခဲ့ပြီး ချင်းရလဲကလေးရဲ့အမေကငါတို့အားလုံးတည်ထားတဲ့ရာဇဝတ်သားတယောက်မြဖြစ်နိုင်တယ်လို့ပြောနေခဲ့ပြီးခံမှန်းတုံ့တက်နေကြပါတယ်ချင်းရလဲအထဲဝင်ပြီးစစ်စစ်ကြည့်တာပေါ့လို့ပြောနေချိန်မှာပဲဆန်နာရှိမှစောင့်နေတဲ့ခေဆောင်ကတော့အဲဒါဂျူလီယာမှတ်လဲလို့ပြောလိုက်ပါတယ်ဂျူလီယာလဲအနေငယ်မှုန့်ကုတ်သွားပြီးတော့ဟေးခေါင်းဆောင်ကိုခေါ်လိုက်တခင်မလေးဂျူလီယာရောက်နေတယ်လို့ကပြောလိုက်လို့ပြောလိုက်ပါတယ်ချင်းရလဲခေဆောင်တော်သွားပြီးတော့တစ်စိတ်တော့ပါဒီကလေးကိုတည်သလားခေဆောင်ကလဲဟာဟာငါတို့ကိုကောင်းကောင်းသိရပေါ့ဟာ तू ကငါတို့ခေါင်းဆောင်ရဲ့တမီးပဲလေလို့ပြောလိုက်ပြီးတော့ ဂျင်ကလည်းခေါင်းဆောင်ရဲ့တမီးဆိုပြီးကြောင်သွားကအဲ့ချင်းဂျူလီယာလေးကတော့ဟာဆိုပြီးလက်ညှိုးထိုးနေကမေမေဆိုပြီးလှမ်းခေါ်လိုက်ပါတယ်ဆန်တာရဲ့ကထွက်လာတဲ့ထောင်ထောင်မောင်းမောင်းနဲ့ NDD ရောက်ကတော့ဂျူလီယာရဲ့အမိဖြစ်နေပြီးတော့ဂျင်ရဲ့အတွေ့အကြံမှာလဲဆန်တာရဲ့ခေါင်းဆောင်လားဒါကသူ့လုံနေတဲ့တခုရဲသောအရာဖြစ်မယ်လို့လုံးဝထင်မထားဘူးလို့တွေးနေခဲ့ပါတယ်ဂျူလီယာအမိရဲ့အသွင်ပြင်ကိုကြည့်လိုက်တာနဲ့ပဲအញ្ញမ်းကျန်းတဲ့လူတယောက်ဖြစ်နေမယ်ဆိုတာကိုခံမှန်းလို့ရပြီးတော့အဲ့ချင်းဂျူလီယာရဲ့အမိကသွားရစ်ဆက်ဖြီးလိုက်ပြီးတော့ဂျူလီယာကြီးလို့လှမ်းအောင်ခေါ်လိုက်ကတာမီနီယောက်ချစ်စစ်ခင်ခင်နဲ့ပြုတ်ပတ်နေကြပါတယ်ဂျူလီယာရဲ့အမိဖြစ်သူကလဲဂျူလီယာလေးရဲ့ အဝေးကြီးကိုမတော်ပါနဲ့လို့မေမီပြောထားရလေကွယ်ဂျူလီယာလေးကလည်းသူ့အမေနဲ့ကစားပေးပါဆိုပြီးတော့တောင်းဆိုနေခဲ့ပြီးတော့ဂျူလီယာရဲ့အမေကလည်းငါသမီးလေးကိုတောင်းပန်ပါရယ်ကွယ်အမေအလုပ်တွေပြီးသွားရင်တော့သမီးနဲ့အများကြီးဆော့ပေးပါမယ်နော်လို့ပြောနေခဲ့ပါရယ်ဂျူလီယာကလည်းသူ့ရဲ့အမေကိုတကယ်နော်မေမီဂရီတီတာပို့ကောင်းမယ်နော်လို့ပြောနေခဲ့ပြီးသားမီးနှစ်ယောက်ကြည်နုံနေတဲ့အခိုက်အတန့်လေးကိုဂျင်းတို့တောင်းတော့ကလေးရက်ပြီးကြည်နေပါရယ်အဲ့အချိန်ဂျူလီယာရဲ့အမေကတော့ဒီမြို့မှာနေတဲ့လူအများစုကဂျူလီယာကိုသိတယ်ဆိုတော့ကြည်ရတာငါနမွန်နမိတ်နိုင်သွားတာပဲနှုတ်ဆက်တာနောက်ကျသွားတယ်ကျမကတီဂန်ဂါရဆင်ရဲ့ခေါင်းဆောင်အလီရှာဘက်ကဘာလို့ဂျင်းတို့ကိုမိတ်ဆက်လိုက်ပါရယ်ဂျင်းကလည်းကျွန်တော်နာမည်ကဂျင်းဂရေးပါ ကျွန်တော်ကတီဂန်ကိုလမ်းကြုံဝင်လာတဲ့ခီးသွွားတယောက်ပါ။ဂျင်းနဲ့အတူလက်ဆွဲနှုတ်ဆက်နေတဲ့အလီရှာကလည်း"ဩ၊ရှင်ကခီးသွွားတယောက်ကိုဒါဆိုလေကျွန်မအရှင်ကိုတခုခုပြန်ပေးတင်တာပေါ့။လိုအပ်တာတခုခုများရှိလားမသိဘူးလို့ပြောလိုက်ပါတယ်။ဂျင်းကတော့ဒါဆိုရင်ကျွန်တော်တို့ကိုတဲခွန်နိုင်မယ့်နေရာလေးတခုအကြံပေးလို့ရမလားလို့တောင်းဆိုနေခဲ့ပြီးအလီရှာကတော့ဂျင်းကိုပြောပြမလို့လုံနေချိန်မှာပဲ။ဂျူလီယာလေးကတော့သူ့ရဲ့အမေကိုမေ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 ဆိုပြီးခေါ်နေခဲ့ပြီးတော့အလီရှာရဲ့နားနာကိုကတ်ကတခုခုကိုပြောလိုက်တဲ့အချိန်မှာတော့အလီရှာလည်းသူ့အိတ်ကတည်းကဘောပင်ကိုကောက်ထုတ်လိုက်ပြီးသူ့နောက်ကသူ့ရဲ့တပည့်တယောက်ကိုစာရွက်တစ်ရက်လောက်ပေးပါလို့ဆိုကာထောက်ခံစာတစ်ခုကိုရေးပေးလိုက်ပြီးဂျင်းတို့ကိုပေးလိုက်ပါတယ်။အလီရှာလည်း ဂရီဆန်ခေါင်းဆောင်ရဲ့တစိပ်ပါတဲ့ထောက်ခံစာပါရှင်ဘယ်နီယာကိုတော်တော်သူတို့ကိုဒါလေးပြလိုက်ရင်ပဲရှင်တို့ကိုကောင်းကောင်းအဲ့ခံပါလိမ့်မယ်လို့ပြောနေခဲ့ပြီးတော့ကျမသမီးလေးကိုရှာပေးလို့ထပ်ပြီးကျေးဇူးတင်ပါတယ်ရှင်လို့ပြောလိုက်ပါတယ်ဂျင်ကတော့အလီရှာကိုမဟုတ်တော့ဘူးဗျာကျေးဇူးတင်ရမယ်သူကကျွန်တော်တို့ပါဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မယ်လို့နှုတ်ဆက်ခဲ့ပါတယ်ရှင်တို့တွန်းအောင်ထပ်သွားတဲ့အချိန်မှာတော့အလီရှာသူတို့ကိုရက်ကြည့်နေခဲ့ပြီးသူ့ရဲ့သမီးလေးကိုဂျူလီယာဆိုပြီးလှမ်းခေါ်လိုက်တာကျောင်းတော်ကောင်ကတကယ်ပဲလူတယောက်အဖြစ်ပြောင်းသွားတာလားလို့မေးလိုက်ပါတယ်ဂျူလီယာလေးကလည်းအလီရှာကိုအင်းလေဒါပေမဲ့အဲ့ဒီလူတွေကဒီအကြောင်းကိုမပြောချင်ကြအောင်နဲ့တူတယ်လို့ပြောလိုက်ပြီးတော့ ဒါကြောင့်တမီးလည်းမသိတယ်လို့ဟန်ဆောင်နေလိုက်တာပေါ့လို့ပြောနေပါတယ်။လီရှာကတော့သူ့ရဲ့တမီးလေးကိုတွန်လိုက်တာလူရဲမှာလှိဝှက်ချက်တစ်ခုတော့ရှိတယ်လေလို့ပြန်ပြောနေခဲ့ပြီးတော့လီရှာရဲ့စိတ်ထဲမှာတော့အတင်ပြောင်းသွားတယ်တဲ့လား။ဟင်းလို့တပင်းချလိုက်ကအဲ့ဒါကနဂါးတွေပဲလုံနေတာမျိုးလို့တွေးနေခဲ့ပါတယ်။တစ်ဖက်မှာတိုက်ခုတ်ကန်ကိုရောက်လာတဲ့ချင်းတို့သုံးယောက်ကလည်းအခန်းတစ်ခန်းကိုငှားလိုက်ပြီးအခန်းထဲကိုရောက်လာတဲ့အခါမှာတော့ဂီလီကလည်းဝန်ဆောင်မှုကကောင်းလာ ila ဒီလိုအဲ့ခန္ဓာမျိုးကိုကျမတို့ဟူဖက်စတာမှာရှိတုန်းကပဲရာဝုခဲ့တယ်လို့ပြောနေခဲ့ပြီးတော့မူရခန်တစ်ယောက်ကလည်းအိယာပေါ်မှာလှဲနေခဲ့ပြီးဒီအိယာကလည်းတကယ်ကိုပဲအိဆက်နေတာပါလား တဲကုတ်ကန်ဆိုတာဒီလိုပဲဖြစ်တင်တာလေလို့ပြောနေခဲ့ပါတယ်။ဂျင်ကလည်းမူရခန်တို့ကိုဒါကထောက်ကန်စားရဲ့ပါဝါကြောင့်ပါလို့ပြောလိုက်ပြီးတော့ဒီကိုရောက်တာနဲ့ဒီလောက်ကန်ကောင်းနေပုံထောက်ရင်ငါအထင်တိကမှာအရာအားလုံးအစီပြီးနေတာပဲလို့ပြောနေခဲ့ပါတယ်။အဲ့အချိန်ဂီလီကတော့ဂျင်ကို"အော်အခုကျမစဉ်းစားနေတာဂျူလီယာလေးအခုလေးနဲ့စားလိုက်ရဲ့ရည်ကကြောင်ကျမကောစားလို့ရမလားယင်လို့ခွင်းတောင်းနေခဲ့ပြီ။အဲ့ဒါကတိကမှာနာမည်ကြီးတဲ့မုတ်တစ်ခုပါပဲလို့ပြောနေခဲ့ပါတယ်။ဂျင်ကတော့ဖះရည်ဂီလီရဲ့ဒီလိုကိစ္စမျိုးကိုကျွန်တော်ကိုဘာလို့လာမေးနေရတာလဲ။မြ мян သွားပြီးဝယ်စားလေလို့ပြောလိုက်ပါတယ်။ဂီလီကလည်း"ဟုတ်ကျမအမြန်ပြန်လာခဲ့ပါမယ်"ဆိုပြီးအခန်းထဲကထွက်သွားပြီးတော့ ဒီလိုမနေရတာတော်တော်ကြောက်သွားခဲ့ပြီ။ငါတို့တွေအပျော်ကြီးထွက်လာသလိုပဲလို့ဂျင်ဟန်လည်းပြောနေခဲ့ပါတယ်။အခန်းထဲမှာဂျင်နဲ့မူရခန်ပဲဂျင်ခဲ့တဲ့အချိန်မှာတော့မူရခန်လည်းဂျင်ကိုဒီတော့ကောင်းလေ။ရောင်စင်းခွနဲ့တွဲနဲ့တွေ့ဖို့ဘယ်လိုစီစဉ်မှာလဲ။သူတို့တွေကိုတွေ့ဖို့ကလွယ်မှာတော့မဟုတ်ဘူးနော်။ဂျင်ဟန်လည်းမူရခန်ကိုအရင်ဆုံးကျွန်တော်လူတယောက်ကိုရှာဖို့စဉ်းစားထားတယ်လို့ပြောနေကဂျင်အတွေ့ထဲမှာလည်းရောင်စင်းခွနဲ့တွဲဆိုတာတီကတ်မှာအကောင်းဆုံးသတင်းဌာနတစ်ခုပဲ။ပြီးတော့သတင်းအချက်အလက်ဌာနရဲ့အဓိကနေရာမှာတော်ဝင်ဒါကက်ရှမီယာလို့ခေါ်တဲ့လူတယောက်ရှိတယ်။သူကလူတိုင်းသိတဲ့နာမည်ကြီးဒါသမားတစ်ယောက်ပဲ။သူ့ကိုရခန်ရဲ့ပညာသင်အဆင့်ဒါပညာဆရာအဖြစ်ထောက်ခံထားရပြီ။ ဒါကအိမ်တော့အတိထားတဲ့တခုလေးဆိုအချက်လက်ပဲဒါပေမဲ့အခု10နှစ်ကြာပြီးတော့သူက B man က A grade assist ဆိုပြီးထုတ်ပြောလာလိမ့်မယ်ပြီးတော့ရောင်စင်ခွနတွေကစူးစမ်းထားခဲ့တဲ့အချက်အလက်တွေကိုအသုံးပြုခဲ့တယ်ပြီးတော့သူက B man Splimidas နဲ့ Rakan နဲ့ Midas စီကနေလည်းအုတ်ချုပ်ရေးအာဏာကိုရလာလိမ့်မယ်နောက်ဆုံးမှာတော့ Tigan လွတ်လပ်ရေးနိုင်ငံတော်ရဲ့ပထမအဦးဆုံးဘုရင်အဖြစ်ထောက်ပံ့ခံရလိမ့်မယ်သူကဆက်ဆက်ပြီးတည်ကြရတဲ့သူတယောက်ပဲသူကဓာပညာမှာပဲကျွမ်းကျင်တာမဟုတ်ဘူးသူ့ကိုယ်သူအချင်းအကြာကြီးဖုံးကွယ်ထားတဲ့အရေးချင်းလည်းရှိတယ်သူကရောင်စင်ခွနတွေပြီးရင်ငါ့ကိုထောက်ပံ့ပေးနိုင်တဲ့လူတယောက်လည်းဖြစ်လာတော့တယ်လို့တွေးနေခဲ့ပြီးတော့ ြတနာငါသူ့ကိုဘယ်လိုချင်းကဲရမလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်အဲ့အချိန်ဂီလီတယောက်ကတော့ရေးကြီးတုတ်ပြန်နဲ့အခန်းထဲကိုပြေးဝင်လာခဲ့ပြီးတော့တခင်လေးဆရာမူရကန်တခုခုမူမမှန်ဘူးလို့ပြောလိုက်ပါတယ်ဂီလီယာနဲ့ဂျင်းတို့နှစ်ယောက်ကိုတဲခိုကန်ထဲမှာဘယ်လိုမှရှိမနေဘူးအလုံသမားတွေနဲ့ဧည့်သည်တွေအားလုံးပျောက်သွားပြီးတခုခုထူးဆန်းနေတယ်လို့ထင်နေတာလို့ပြောနေချိန်မှာပဲဂီလီရဲ့အနောက်မှာလက်တစ်ဖက်ကထွက်လာပြီးဂီလီရဲ့ပခုံးကိုကိုင်လိုက်ကဟယ်လိုအဆင်ပြေကြရဲ့လားလို့ပြောလိုက်ပြီးတော့ငါခဏလောက်ဝင်လာလို့ရမလားလို့တောင်းဆိုနေတဲ့သူကတော့ဂျင်းခုနအတွေ့ထဲမှာတွေးနေခဲ့တဲ့တော်ဝင်သားကက်ရှမီယာဖြစ်နေခဲ့ပြီးတော့ အခုလက်ရှိမှာကက်ရှမီယာဂီလီရဲ့ပခုံးကိုတင်းကျပ်စွာခိုင်းထားတဲ့အတွက်ကြောင့်မူရခန်တယောက်ကဒေါသတွေထွက်လာခဲ့ပြီ။ဂျင်ယာနဲ့တုံဝင်သားကက်ရှမီယာလား။သူကဘလို့လုပ်ပြီးဒီကိုလို့တွေးနေခြင်းပါပဲ။ဂျင်ရဲ့ဘေးနာလှိမြန်တဲ့အရှင်တကူကဖြတ်သွားကမူရခန်တယောက်ကလည်းဂီလီနာကိုရောက်လာပြီးဒေါသတွေထွက်နေခဲ့ကဂျင်ကတော့ခဏလေးလိုတားနေခဲ့ပြီးမူရခန်နဲ့ဂီလီကိုသူ့ရဲ့ရင်ခွင်ထဲကိုဆွဲထည့်လိုက်ပါတယ်။ဂျင်ကတော့မူရခန်ကိုမူရခန်ရက်လိုက်လို့လှမ်းအောင်နေခဲ့ပြီးတော့သူ့ကိုမတက်နိုင်လို့ပြောနေခြင်းပါပဲ။မူရခန်တယောက်ကတော့အရင်လိုလူဖောင်မဟုတ်တော့ပဲ hybrid ဖောင်ကိုပြောင်းထားကသူ့ရှိမှရှိနေတဲ့ကက်ရှမီယာကိုငါ့ကိုအဆင်ပြေလားလို့မေးနေတာလား။အဆင်မပြေဘူးကွာ။ ငါရဲ့ပုံကအဆင်ပြေနေတယ်လို့ထင်နေလားလို့ပြောကာကက်ရှမီယာရဲ့မျက်နှာနာကိုကပ်ပြီးချိန်ချောက်တဲ့အကြည့်တွေနဲ့ပြောလိုက်ပါတယ်။မူရခန်နဲ့ကက်ရှမီယာတို့ချရမယ့်အချိန်မှာပဲရှင်တယောက်ကလည်းသူ့ရဲ့အတွေ့အကြုံနဲ့တဝင်းသားကက်ရှမီယာ तू ကဘာလို့ရုပ်ရည်ကြီးရောက်လာတာလဲ။အာကင်လိုနေရာမျိုးမှာ तू လုစရာမရှိတင်ပါဘူး။ပြီးတော့ငါတို့တွေကလည်းတီကံအောင်ရောက်လာတဲ့ကဘာပြဿနာမှမလုပ်ထားဘူးလေ။ပိုဆိုးတာဟာသူတယောက်ထက်လာတာမဟုတ်ဘူး။၃ယောက်၄ယောက်အများကြီးပဲ။ဒီအတန်းကြောင့်ဆိုရင်တော့ငါတို့အားလုံးဖယ်ရှားခံရတော့မယ်လို့တွေးနေခဲ့ပြီးတော့ ဂျင်ကလည်းမူရခန့်ကိုမူရခန့်ရင်စိတ်လျှော့ဒီနေရာအရင်ချင်းတယ်မိဒီမှာတိုက်ခိုက်နေဂီလီဒန်ရပါလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်မှာမူရခန့်လည်းအနေငယ်နှုတ်ဆက်သွားပြီးတော့သူ့ရှိမှရှိနေတဲ့ကက်ရှမီယာကို ဟေးဘာဘူးလဲဆိုတာမင်းသိလားတက်မီယာနဲ့ဖျားဆိုပြီးကြောင်းတော့ကမူရခန့်ကိုပြန်ကြည့်နေတော့ငါမင်းကိုမေးနေတယ်လေငါဘာလို့လဲဆိုတာသိလားတက်ကောင်ရယ်လို့ပြောနေတာမင်းခုနကပြောခဲ့တယ်လေဟဲ့လို့အဆင်ပြေကြရဲ့လားတဲ့အဲ့ဒီစကားကပြောစရာတော့မရှိဘူးမင်းရဲ့စကားတွေကဘာလို့ဒလတ်တောင်အရင်ဆုံးစကားဆက်နေရလဲလို့ပြောနေပါတယ်မူရခန့်နဲ့ကက်ရှမီယာကိုမင်းရဲ့ခါမှာဒါတချောင်းကိုစောင်းထားပြီးတော့အောက်လက်ငယ်သားတွေကိုလည်းခေါ်လာနိုင်တယ်ဆိုပြီးအားလုံးကိုအထင်သိနေတာလားကွာကက်ရှမီယာလည်းမဟုတ်ပါဘူးဗျာအဲ့ဒါကအဲ့လိုအတိတ်ပဲနဲ့ပြောနေတာမဟုတ်ပါဘူးလို့ပြောနေချင်ပါပဲမူရခန့်ကတော့အဲ့လိုမဟုတ်ရင်ဘလို့အတိတ်ပဲလေမင်းရုတ်တရက်ကြီးဝင်တိုးလာပြီးတော့အဲ့လိုလုပ်သွားတာလေငါမင်းတွေကပြေစမ်းခွေးကောင်ငါဘာတူလဲဆိုတာသိရလ လို့ကက်ရှမီယာကိုထပ်ပြီးတော့မင်းနေခဲ့ပါတယ်ကက်ရှမီယာနဲ့မူရခန်ကိုကျွန်တော်မသိပါဘူးဆရာလို့ပြောလိုက်တော့မူရခန်နဲ့ မင်းရှိဝီကိုအတောင်းလိုက်ငုံတာဟာလားမင်းစကားတွေကဘာလို့အရက်သုံးစကားဆန်နေရတာလဲကွာလို့ပြောနေခဲ့ပြီးဂျင်းကတော့ဘူရခန်တော်တော့လုံလောက်နေပြီမှလည်းလို့တားလိုက်ခါတကယ်လို့အမိတ်အာနာကြောင့်ကျွန်တော်တို့နောက်ကိုလိုက်လာခဲ့တာမဟုတ်ဘူးဆိုရင်ကျေစုပြီးပြီးစိတ်ရှုပ်ပြီးခမရထားကိုဖယ်ထားလိုက်ပါခမရကဆေးရတော်ဝင်တာကက်ရှမီယာမဟုတ်လားလို့ဂျင်းတယောက်ကလည်းမေးလိုက်ပါတယ်ဂျင်းကလည်းကက်ရှမီယာကိုခမရရဲ့ဂုံတရင်းတွေကိုအများကြီးကြောက်ဥပါတယ်ဒါကြောင့်လဲကျွန်တော်ကကောင်းကောင်းသိနေတာပါလို့ပြောနေခဲ့ပြီးတော့ကက်ရှမီယာလည်းကျွန်တော်နာမည်ကိုဘယ်လိုလုပ်ပြီးသိတာလဲပြီးတော့အစဉ်ပြေလာတခင်လေးလို့ပြောလိုက်ပါတယ်ဂျင်းကလည်းအိုးဟုတ်တာကျွန်တော်ကိုဟာကိုတော့မေးမဆက်ရသေးဘူးပဲလို့ပြောလိုက်ပြီးတော့ကျွန်တော်နာမည်ကဂျင်းရခန်တယ်ပါဆိုရင်မေးဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမ ူရခန်နဲ့ဂီလီကတော့ចောင်းသွားပြီးမူရခန်လည်းဟေးកောင်လေးလို့ပြောနေပြီးတော့ဂီလီကလည်းတခင်လေးလို့ပြောနေကြမှာပဲကြည့်ရတာမင်းကောပြောစရာတွေအများကြီးရှိနေတဲ့ပုံပဲမအားရူတွေတခြားနေရာကိုပြောင်းကြမလားမင်းရဲ့မိကုန်းနဲ့ကိုဖြည့်ပေးပါမယ်လို့ကက်ရှမီယာလည်းဂျင်းကိုပြောလိုက်ပါတယ်အဲနောက်ဂျင်းတို့တောင်းတာကလည်းကက်ရှမီယာရဲ့အိမ်တစ်ခုကိုရောက်လာခဲ့ပြီးတော့ ဂျင်တယောက်ကလည်းကျေးဇူးတင်ပါတယ်ဆရာကက်ရှမီယာမင်းရဲ့စစ်တီရော်တွေကိုတက်ဖြုတ်ခိုင်းလိုက်ပြီးအနာနာထွက်သွားခိုင်းလိုက်တယ်ဆိုတော့မင်းကောင်ကိုယုံနေဆိုတာတတ်မှတ်လိုက်ပါမယ်လို့ပြောနေပါတယ်တက်ရှမီယာရဲ့အတွေ့အကြုံမှာလည်းငကားတကောင်ပေါ်လာတယ်လို့သတင်းရလို့သာဒီနီယာကိုစစ်သားတွေနဲ့ခေါ်လာခဲ့တာဒါပေမဲ့ဒါအထင်လွဲနေတာပဲအဲအစားသူ့ကိုယ်တော်ပိုးပြီးစီစူးတော့အောင်လုပ်မိလိုက်တယ်လို့တွေးနေကမူရခန့်ကိုကြည့်နေပါတယ်ဒီလိုမျိုးပေါ်ပြက်ပြက်နိုင်တဲ့လူကငကားဆိုတာတော့ငါသိချာသိတယ်အဲ့ဒီပြင်းထန်တဲ့ဖိအားခံစားချက်ကလူသားတယောက်လုံးနိုင်တယ်မျိုးမဟုတ်ဘူးဒီကောင်လေးကသူ့ကိုမတားခဲ့ရင်ငါတို့အားလုံးတည်သွားနိုင်တယ်လို့တွေးနေခဲ့ပြီးတော့တစ်ဖက်မှာရှိနေတဲ့ဂီလီကိုလည်းပြီးတော့အဲ့ဒီအမျိုးသမီးကတေချာဖို့ဂီလီမရိုလန်ပဲဖြစ်ရမယ်ငါဘီမ န်းတော့ကနေယာရုမချခံရခင်ကသူနဲ့တွေ့ခဲ့ဘူးတယ်။အဲ့ဒီတုန်းကလေ့ကျင့်ရင်ခန်းထဲမှာသူချပြခဲ့တဲ့စီရဲအောင်မြင်မှုတွေအကြောင်းကိုလည်းငါအခုတိမှမိနေသေးတယ်။ဒါပေမဲ့သူ့ရဲ့အရှိန်အဝါကိုတော့ဇက်လေးမှတော့မခံစားမိဘူးလို့တွေးနေခဲ့ပြီးတော့အခု Maryland နဲ့အတူတူလာခဲ့တဲ့လူတွေနဲ့ပတ်သက်မှုများရှိနေကြတာလားလို့ Kashmir တရောက်အတွေ့အကြုံများနေခဲ့ပါတယ်။ Kashmir လည်းချင်းအောင်မင်းကဂျေရခန်နေလို့ပြောလိုက်တာလား။မင်းကလေမီပြောနေတဲ့ပုံတော့မပေါ်ပါဘူး။ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါမှမေးစရာတခုရှိတယ်။ချင်းကလည်းမေးပါလို့ပြောလိုက်ပြီးတော့ Kashmir လည်းချင်းအောင်မင်းဘာလို့ငကားတောင်နဲ့အတူတူရှိနေတာလဲ။ငကားတွေဆိုတာရှေးခေတ်အခါတွေကနပရားတစ်ပါးနဲ့စာချုပ်ချုပ်ထားတဲ့မှော်ပညာရှင်တွေနဲ့ ဒါမှမဟုတ်ထူးခြားတဲ့အစွမ်းရှိတဲ့သူတွေနဲ့ပဲစာချုပ်ချုပ်လေးရှိကြတာဥပမာပြောရရင်ရခနဲ့တယောက်နဲ့တော့မဟုတ်ဘူးပေါ့စီပလီတယောက်နဲ့ပဲဖြစ်တင်တာလေအဲ့တော့မင်းအနေနဲ့ငကားတောက်ကောင်နဲ့အတူရှိနေရအောင်မင်းရဲ့မိသားစုတွေရောတည်ရလားတခင်လေးလို့ တက်ရှ်မီယာလည်းမေးလိုက်ပါတယ်ဂျင်ကတော့ကျွန်တော်မိသားစုတွေမသိပါဘူးတက်ရှ်မီယာလည်းဒါဆိုအဲအเจ้าညာသာပေါ်သွားရင်မင်းမိသားစုကဒီတိုင်းညီနေမှာမဟုတ်ဘူးနော်ဒါပေမဲ့ဒီလိုမျိုးလက်ဝက်ချက်အကြီးကြီးကိုထုတ်ပြောလိုက်တဲ့ဆိုတာကမင်းရဲ့အသက်ကိုအသာလေးပေးဆက်လိုက်ရနိုင်တယ်ဂျင်ကလည်းကက်ရှ်မီယာကိုအရေးကြီးတာကငါရခိုင်နယ်တယောက်ဖြစ်နေတယ်ဆိုတဲ့အချက်မဟုတ်ဘူးကျေးဇူးပြုပြီးပြောပြပါခမရဘာဖြစ်လို့နဂါတာကောင်နဲ့လာတွေ့ကြလဲလို့မေးလိုက်ပါတယ်ကက်ရှ်မီယာလည်းဂျင်ကိုမင်းကငါ့ကိုလက်ဝက်ချက်အကြီးကြီးတခုပြောပြထားတာဆိုတော့လေငါလည်းငါရဲ့လက်ဝက်ချက်ကိုပြောပြရမှာပေါ့လို့ပြောကမင်းငါသမီးဂျူလီယာနဲ့တွေ့ခဲ့တယ်မလားမာဒီကိုရောက်လာတဲ့အเจ้าကြီးကကြောင်တကောင်ကလူတယောက်အသွင်ကိုပြောင်းသွားတာကိုသူမြင်ခဲ့တယ်လို့ ပြောလို့ပဲအဲ့အချိန်ချင်းရလဲကက်ရှမီယာကိုအဲ့တော့ခမရကလေးငယ်လေးတယောက်ရဲ့စကားကိုယုံတော့တယ်ပို့လို့မေးလိုက်တဲ့အခါမှာတော့ကက်ရှမီယာကလည်းငါသမီးကတမန်ကလေးတယောက်မဟုတ်ဘူးသူကအစမီရဲ့စာချုပ်ရှင်တယောက်ပဲအဲ့ခါကျမှမူရခန်ကလည်းအစမီဟုတ်လားအမြင်အာယုံနဖရားလို့ပြောလိုက်တာလားလို့မေးနေခဲ့ပြီးတော့ကက်ရှမီယာကလည်းဟုတ်တယ်အမြင်အာယုံနဖရားပဲအစမီရဲ့စာချုပ်ရှင်ဖြစ်တဲ့ငါရဲ့သမီးလေးကအရာဝတ္ထုတွေဒါမှမဟုတ်အခြေအနေတွေကိုအမြင်မှားတာမျိုးလုံးဝမရှိခဲ့ဘူးဒီလောကမှာအစမီရဲ့စာချုပ်ရှင်ဖြစ်ခြင်းနဲ့ဆွမ်းအားကြီးတဲ့သူတွေကအများကြီးရှိတယ်ဆိုတော့မင်းသိပါလိမ့်မယ်အဲ့ဒါကြောင့်ငါဒီလိုမျိုးကိစ္စတွေကိုလွယ်လွယ်နဲ့ပဲပြောပြနိုင်ပါမလားအဲ့ဒီအချိန်မှာပဲမူရ ခန်းကတော့နေုံအခုခုလွဲနေတယ်။သူက SME ရဲ့စာချုပ်ရှင်ဆိုရင်သူ့နဂါးကဘယ်နေရာမှာလဲ။သူ့အနားမှာနဂါးတကောင်ရဲ့ဆွမ်းအောင်မခန်းစားမိပါလားလို့ပြောနေခဲ့ပြီး SME ရဲ့နဂါးတွေကသူတို့ရဲ့စာချုပ်ရှင်တွေကိုပို့ပြီးတံပိုးထားကြရတယ်လို့လည်းသိထားကြရလေ။ဒါပေမဲ့သူတို့တွေကကလေးကိုတယောက်တည်းလွတ်ထားတာထူးဆန်းနေတယ်လို့ပြောနေခဲ့ပြီးတော့ဂျင်ကလည်းအနှဲငယ်စိတ်ထိနေခဲ့ပါတယ်။ဂျင်ကလည်းမူရခန့်အောင်အခြေအနေတွေကဘယ်လိုရှိလဲဆိုတာမသိပေမဲ့ခုလူတွေဖြစ်သွားခဲ့တဲ့ပုံပဲ ဘူရခန်နဲ့ဘာကွာလို့ပြောလိုက်ပြီးတက်စမီယာကလည်းဟုတ်ပါတယ်လို့ပြန်ဖြစ်နေခဲ့ပြီးတော့ဂျူလီယာရဲ့အဆောက်အအုံနဂါးတွေကလွန်ခဲ့တဲ့တနည်းလောက်တုန်းကရုပ်တရက်ပြောက်သွားခဲ့တယ်။ကြည့်ရတာစစ်ပလီမီတာစုဒါမှမဟုတ်ဘီမန်မီတာစုကဒီကိစ္စတွေနဲ့ပတ်သက်နေပုံရတယ်။ဒါကလည်းကျွန်တော်ရဲ့ထင်မြင်ချက်သက်သက်ပါပဲလို့ပြောပြနေခဲ့ပါတယ်။အဲ့အချိန်ဘူရခန်ကတော့အတိတ်ပဲမရှိတာပဲ။ဒီလောကမှာပြန်ပြီးဆွတ်ခံရလောက်အောင်တုံးအားတဲ့နဂါးကမရှိပါဘူး။ပြီးတော့တနည်းတောင်ချခဲ့ပြီးဆိုရာကလည်းပြောနေရင်တက်လာမှာပဲတခုတ်ခုတ်ကိုတရိရသွားပြီးနေအောင်တနည်းတောင်ရှိသွားခဲ့ပြီးဟုတ်လား။ကောင်းငယ်လေးမင်းရဲ့သမီးကအခု9နှစ်ဝန်းကျင်မှလဲကက်ရှမီယာကလည်း ဗျာဟုတ်ပါတယ်လို့မူရခန်ကိုပြန်ပြနေခဲ့ပြီးတော့မူရခန်လည်းအဲ့ဒါဆိုရင်တကယ်လို့အဲ့ဒီကလေးကတကယ်ကိုပဲ SME ရဲ့အစာချုပ်ရှင်ဖြစ်တဲ့ဆိုရင်အဲ့ဒီအတိတ်ဘက်ကဂျူလီယာအရွယ်ရောက်လာလို့သူ့ရဲ့နဂါအနာနာမှမရှိနေခဲ့မင်းသမီးကမကြခင်ယူသွားပြီးတော့အတန်မဆန်းဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်ကက်ရှမီယာကတော့လုံးဝအံ့ဩသွားခဲ့ပြီးတော့ဗျာလို့တုံလုံးချော့ချော့ဆောင်နဲ့ပြန်ပြလိုက်ပြီးတော့မူရခန်လည်းတိကျနားထောင် SME ရဲ့အစာချုပ်ရှင်တွေကအနာဂတ်ကိုကြိုးမြင်နေတယ်လူသားတွေကဒီအကြောင်းကိုမသိကြဘူးဒါပေမဲ့အနာဂတ်ကိုကြိုးမြင်နေတာကနဂါတကောင်ရဲ့စိတ်ဆွမ်းရင်ကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်စေတယ်အခုအချိန်မှာသူကအယံငယ်သေးလို့ အိမ်မက်ဖြစ်နေတာလားတကယ်ဖြစ်နေတာလားဆိုတာကိုမခွဲခြားနိုင်သေးတာကြောင့်ဘာမှဖြစ်မနေတာ တကယ်လို့သူသာဘသူအကာအွယ်မှမရှိတော့ဘဲနဲ့နာဂတ်ကိုဆက်မြင်နေရအောင်မယ်ဆိုရင်နောက်တစ်နှစ်နှစ်နှစ်နေသူ့ရဲ့မျက်လုံးတွေကမတီမီငင်ဖြစ်လာလိမ့်မယ်။အဲ့အချိန်ကြီးရန်လဲမူရခန့်အောင်မူရခန့်ကျွန်တော်တို့အသေးစိတ်ပြောပြပေးပါ။သူကအနာဂတ်ကိုမြင်နေခဲ့ရင်အတန်မဆွမ်းဖြစ်သွားနိုင်လိမ့်မယ်ဟုတ်လား။မူရခန့်ကလည်းဒါကကြိုးချောင်းဆွနေမှုမိရမှာနဲ့ပတ်သက်နေတာပဲ။အနာဂတ်ကိုမြင်ရတဲ့သူတယောက်ကသူ့တို့မြင်နေရတဲ့ကိုလိုက်ပြီးတော့အလွတ်လောက်ကြရတယ်။အဲ့ဒီအရာကိုမလုံနိုင်တော့တဲ့အချိန်ကျရင် SM ရဲ့ပစ်တံကစတင်ပြီးအတက်ဝင်လာတော့တာပဲ။တကယ်လို့သူကတယောက်ယောက်ရဲ့တည်ဆုံမှုကိုမြင်လိုက်ရတယ်ဆိုတော့တည်ဆုံမဲ့သူကိုလည်းဘာမှလုပ်ပြီးလို့မရသလိုစာကျိုးရှင်တွေကအကျိုးချောင်းဆွနေမှုမိရမှာကိုဖော်ပြမိရင်လေ ဲ့ဖြည့်ဆည်းခင်ရတယ်ဆိုတဲ့အချက်နဲ့ပဲစသိမ်းရလိမ့်မယ်အဲ့တော့အစာရေကမင်းသမီးကငါတို့နဲ့လုံးဝမတူတဲ့လောကတစ်ခုမှာနေထိုင်နေတာပဲအဲ့လိုရှင်းပြလိုက်တဲ့အချိန်မှာတော့ကက်ရှမီယာတယောက်ကလည်းလုံးဝအတုံးလုံးချောချာနေခဲ့ပြီမူရခန်ကတော့ကက်ရှမီယာကိုမင်းရဲ့အမူအရာကိုကြည့်ရတာငါပြောတာမှန်နေပြီချင်းနဲ့ဒါဆိုရင်တော့မင်းကတတ်နိုင်သမျှအငြင်းဆုံးသူ့ရဲ့အဆောင်ရှောင်းနှကားကိုရှာဖို့လိုနေပြီနှကားကိုခလေးရဲ့ဘေးနားမှာပဲပြန်ထားပေးလိုက်လို့ပြောနေခဲ့ပြီမူရခန်ကြီးပြောပြတာကိုနားထောင်နေရတဲ့ကက်ရှမီယာကတော့အရင်ကြည့်ပြီးဒေါသတွေထွက်နေခဲ့ကဒီလိုလောက်တာကလည်းပြီးတခြားနည်းလည်းမရှိဘူးလို့မူရခန်ကပြောနေချိန်မှာပဲကက်ရှမီယာတယောက်ကတော့မူရခန်ရဲ့အရှိမဒူးထောက်ချလိုက်ပါတယ် ကရှမီယာနဲ့မူရခန့်ကြီးမြတ်တဲ့နဂါခမကျွန်တော်ရဲ့မန်နေဂျာတောင်းမပြောပြခဲ့ပေမဲ့ကျွန်တော်ကရောင်းစင်ခုနှစ်သွဲတရင်အချက်လက်ဌာနရဲ့ဟောင်းဆောင်တအူးပါကျွန်တော်ရဲ့လုံထိုင်စွာအပေါ်ကိုအယုံကြည်ရှိပါတယ်ဒါပေမဲ့တနစ်တာကာလာထဲနဲ့တော့ကျွန်တော်တမီးရဲ့အဆောင်ဆောင်နဂါကိုရှာဖို့မတတ်နိုင်ပါဘူးအဲ့လိုပြောလိုက်ချင်းမှာတော့မူရခန့်နဲ့ကရှမီယာကိုဒါဆိုရင်တော့ငါအခုတိစားတိသွားပြီငါတို့တွေကတီကန်အောင်ရောက်ရောက်လာခြင်းပဲမင်းတမီးနဲ့တွေ့ခဲ့တာကရိုးရိုးတက်ဆိုင်မှုတစ်ခုတော့မဟုတ်ဘူးဆိုတာပဲအက်စမဲကသူ့ရဲ့စာချုပ်ရှင်လေးအတွက် မတို့ကိုအကူအညီတောင်းတာနေမှာလို့ပြောနေခဲ့ပြီးတော့ကက်ရှမီယာနဲ့မူရခန့်ကိုဒါဆိုကြီးမြတ်တဲ့ငကားကပဲကျေးဇူးပြုပြီးတော့လို့ပြောနေချိန်မှာပဲအာအာအာအဲ့လိုပြောတာမဟုတ်သေးဘူးမင်းငါ့ကိုတောင်းဆိုရဲဆိုရင်တော့ငါလိုပေးနိုင်တာမရှိဘူးအေးဒါပေမဲ့မင်းငါတို့ရဲ့ခေါင်းဆောင်ကိုတော့တောင်းဆိုဖို့လိုတယ်လို့ပြောကချင်းစီယာနဲ့အကူအညီတောင်းလို့ပြောလိုက်ပါတယ်မူရခန့်နဲ့ချင်းကိုကောင်းလင်းမင်းဘာလုပ်မှလဲလို့မင်းနေခဲ့ပြီးတော့ဂျင်တယောက်ကလည်းဆရာကက်ရှမီယာကျေးဇူးပြုပြီးထားပါဗျာကျွန်တော်တို့ရဲ့ဆက်ဆံရေးကအရင်မရင်းနေကြပေမဲ့ဒီကိစ္စကကလေးတယောက်ရဲ့ဘဝနဲ့ဆက်ဆိုင်နေတာလေအရင်ဆုံးကျေးဇူးပြုပြီးအကျိုးကြောင့်တင်တာလောက်ကြတာပေါ့ဂျူလီယာရဲ့အဆောင်ရှောင်းလကားကိုအတူတူရှာရှာမယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ကက်ရ ှမီရဲ့တယောက်မှလည်းအရန်ကိုစိတ်သက်သာရရသွားပြီးတော့ မင်းရဲ့ကျင်နာမှုတွေကိုငါဘယ်တော့မှမမေ့ပါဘူးတခင်လေးရဲ့လို့ပြောနေခဲ့ပြီးချင်းရဲ့အတွေ့အကြံမှာလည်းဒီကိစ္စတွေကငါစီစဉ်ထားတာထက်ပိုပြီးအဆင်ပြေသွားပေမဲ့စိတ်မအေးနိုင်ပါလားရောင်စင်ခွန်တွယ်ကတော့သူ့ရဲ့တင်နေရာကိုရှာမတွေ့နိုင်ဘူးဆိုတော့အခုလက်ရှိမှာငါတို့တွေကရခန်နဲ့ဒါမှမဟုတ်စီပလီမီတာစုရဲ့အချက်လက်တွေကိုလုံမယ်ဆိုတဲ့သဘောပဲလို့တွေးနေခဲ့ပြီးအဲ့အချိန်မူရခန်ကတော့ချင်းကိုဟေးကောင်းလေးဒီတီကန်မျိုးကရောစီပလီမီတာစုနဲ့ပတ်သက်နေတာလို့မေးလိုက်ပါတယ်ချင်းကတော့ဟင်းအင်းတီကန်ကရိုးရိုးမျိုးလေးတစ်မျိုးပါပဲသူတို့တွေကဘယ်သူနဲ့မှမပတ်သက်နေဘူးအဲ့အချိန်မူရခန်ကတော့အေးကောင်းတယ်လို့ပြောလိုက်ပြီးဟေးကောင်းငယ်လေးမင်းတို့ကောင်းတယ်တကယ်ပဲအရေးချင်းရှိတယ်ဆိုရင်ငကားရီနဲ့ပတ်သက် က်တဲ့အချက်လက်တွေကိုတော့ရှိမှာပဲဟုတ်တယ်မှတ်လည်းလို့မေးလိုက်ပါတယ်ကက်ရှမီယာလည်းကြောင်းသွားပြီဗျာအဲ့ဒါကိုပြောတာလား အခုလက်ရှိဘေတိုက်မှာဘာနဂါးတွေကနေရဆိုတာကိုတော့သိပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။မူရခန်ကလည်းကောင်းပြီ။ဒါဆိုဘီမန်အင်ပါယာမှာရှိနေတဲ့နဂါးတွေရဲ့အချက်လက်အားလုံးကိုငါ့ကိုပေးလို့ပြောလိုက်တဲ့အချိန်မှာတော့ဂျီယန်လည်းယုတ်ပြည့်ရဲ့ပဲတခုခုကိုရိတ်မိသွားပြီ။မူရခန်အေကန်ကခမားလို့ပြောနေချိန်မှာပဲ။မူရခန်ကတော့အေးဟုတ်တယ်။ဒီနီးလက်ကပဲနောက်ဆုံးအားကိုးရပဲလေ။အစင်လာရဆိုရင်တော့နဂါးတွေမသိတဲ့အရာဆိုတာမရှိဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့စိမ့်ဆူလာတဲ့တစ်တော်တွေကအိတ်တိတ်မှာတော့ Miss Quinton လို့ခေါ်နေခဲ့ပြီးတော့ Miss Quinton နဲ့ကျေးဇူးပြုပြီးဒါလေးကိုကြည့်ပါအောင်။ Quinton နဲ့ကလည်းအင်ယာမင်းရောက်လာပြီလားလို့ပြောလိုက်ပြီးတော့အင်ယာကတော့ Quinton နဲ့ရှိရသူ သတင်းစာလေးကိုင်ကစာချင်းရဲ့သတင်းတွေကပါလာပြန်ပြီ။ "तू ကတကယ်ကိုအံဩစရာမကောင်းဘူးလား။ तू ကငါနဲ့အသက်တူတူပဲလေ။ဒါပေမဲ့ तू ကကျန်ငါလုံးအဆင့်လောက်ရောက်သွားပြီတော့လို့ Quiskante ကိုပြောနေပါတယ်။ Quiskante ကတော့အင်ယာကို"အင်ယာ၊နင်းနဲ့နှစ်ဖက်ရနှစ်ဖက်ရဲ့စာချုပ်ရှင်ပဲလေ။နင်းနဲ့သူ့လိုပဲဖြစ်လာနိုင်ပါတယ်"လို့ပြောနေခဲ့ပြီးတော့ အင်အားလည်းတကယ်လည်းပြင်မိနေခဲ့ပြီ quick scan တွေကလည်းအင်အားကိုသဖြင့်အနက်ရောင်ကောင်ကစောင့်ရှောက်ပေးရတဲ့မိသားစုတစ်ခုရဲ့ခရီးသက်စာရင်တော့နေကအချိန်နဲ့ဖျားအော်ဒါရဲ့စာချုပ်ရှင်ဖြစ်နေတဲ့အခါမှာပို့ပြီးတော့လို့ပြောနေတော့မှရှိသေးတယ် quick scan တွေတယောက်ကတော့ပြင်းထန်တဲ့အာယုံခစားမှုတစ်ခုကိုရလိုက်ပြီးတော့သူ့ရဲ့ဘေးနားမှာရက်နေတဲ့အင်အားကလည်း quick scan တွေရဲ့နာမည်ကိုလှန့်ခွန်နေပါတယ် quick scan တွေကတော့အင်အားအခုချက်ချင်းအိမ်ကိုပြန်တော့မပြတ်မလာမချက်အပြင်ကိုထွက်မလာနဲ့နော်အင်အားလည်း quick scan တွေကိုတစ်ခုခုဖြစ်လို့လာလို့ပြင်မိနေခဲ့ပြီ quick scan တွေကတော့အဲ့လိုမဟုတ်ပါဘူးဒီအတိုင်းရိုးရိုးလေးပါလို့ပြောလိုက်ပြီးတော့ ဆူးရှားတဲ့အကြည့်တွေနဲ့သူ့ရဲ့လက်ကနဲ့နှကားလက်သေးတွေကိုထုတ်လိုက်ကအနဲ့ရောင်တစ်ကောင်ဒီကိုရောက်နေတယ်လို့ပြောလိုက်ပါတယ်။ကဲဒီ chapter လေးကိုတော့ဒီနေရာမှာပဲရန်နာပြစီခင်ဗျာ။နောက်လာမယ့်အပိုင်းမှာမူရခန်နဲ့ဂျင်တို့နှစ်ယောက်တည်းဘီမန်မျိုးတော်မှာရှိတဲ့နှကားတွေကိုတောတိမှဖြစ်ပြီးတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရှုခံစားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးသူတူတူတယောက်ချစ်ရအောင်လေအထူးကျေးဇူးတင်ပါတယ်။ VPN ခံမိကြည့်ပေးခဲ့တဲ့တင်ငင်ချင်းတွေကိုလည်းချက်ပါတယ်။ကဲတက်တာဗျာနောက်မှပြန်နေကြမယ်။